ဝိုင်းရဲ့ပိတ်ဆို့ခံထားရတဲ့အတွက်လက်နက်ခေရန်ရဲ့ရိခါတွေပြက်လက်နေတဲ့မကွေးတိုင်းငဖဲမြို့နယ်ပဒန်းမြို့အပိုင်းအမ်ပဒန်းရိုးတောင်ကျော်လန်းပေါ်မှာရှိတဲ့နယ်ရေကန်လေကြောင်းရန်ပြူဟာစခန်းကိုလီယင်ကနေလေထီတွေနဲ့လက်နက်ခေရန်တွေရိခါထုတ်တွေရှာပေးနေရမှာအဲ့ဒီအထက်ကတချို့အထုတ်တွေကိုအာရခတက်တော် AA ကသိမ်းဆည်းရမိထားတယ်လို့သတင်းရရှိပါရယ် အင်းအားရနေရှိရှိတဲ့လေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းကိုအရခတက်တော်နဲ့ပူပေါင်းမဟာမိတ်တပ်ဖွဲ့တွေကဝိုင်းရံပိတ်ဆို့ထားတဲ့အတွက်ရဲခါနဲ့လက်နက် KN တွေပြတ်တောင်းနေပြီးအော်တိုဝါလာ၁၇ရက်နေ့မနက်က18လေးရင်နဲ့လက်နက် KN နဲ့စာနယ်ရိတ်ခါတွေကိုလေထီးနဲ့ရှာပေးခဲ့တယ်လို့သိရပါတယ်။နိုင်ရကန်လေကြောင်းရန်ကာကွယ်ရေးဗျူဟာပင်မစခန်းရဲ့ကာကင်းစခန်းကြီးတွေဖြစ်ကြတဲ့ Fighter စခန်းကုန်၊ဂုတ်ကြီးစခန်းကုန်တွေကို EA နဲ့တော်လှန်ရေးတပ်ဖွဲ့တွေကဒီရပိုင်းအတွင်းမှာ အောင်မြင်စွာသိမ့်ပိုက်ထားနိုင်တယ်လို့အဲ့ဒီနယ်ရေကန်ပြူဟာစခန်းကိုစစ်ကူလာတဲ့လမ်းဟောင်းလမ်းသစ်နှစ်ခုလုံးကိုအာရခတက်တော်နဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်ပိတ်ဆို့ထားတာကြောင့်လက်နက်နဲ့စားနေရိတ်ခါတွေကိုမြေပြင်ကနေပို့ဆောင်လို့မရတော့ပဲဖြစ်နေကြရတာပါအခုလိုလက်နက်ခဲရဲနဲ့စားနေရိတ်ခါတွေပြတ်တောက်နေတဲ့အခြေအနေမျိုးမှာနယ်ရေကန်လေကြောင်းရံကောက်ွေရေးပြူဟာစခန်းအနီးပတ်ဝန်းကျင်မှာလဲတိုက်ပွဲတွေနေတိုင်းလို့လို့အပြင်းထန်ဖြစ်ပွားနေတယ်လို့ စစ်တပ်ဘက်ကအကြဆုံးတွင်တဲ့ထွက်ပြေးမှုတွေလည်းအရန်ကိုများပြားနေတာကြောင့်နေရီကန်လေချောင်းရံကောက်ကွေရေးဗျူဟာစခန်းဟာညမကြာမီမှာအာရခတက်တော်နဲ့ပူပေါင်းတက်ဖွဲ့တွေရဲ့လက်ထဲကိုကျရောက်သွားနိုင်တယ်လို့စေရဲလေးလာတုံးသက်သူတွေကပြောဆိုနေကြပါဗျာ။